ားလုံးပဲမင်္ဂလာပါခင်ဗျာ။ Forever Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗီရာညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်အောက်တိုဘာလ10ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးတော့မှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ယနေ့မိုးသီးထန်စွာရောသွန်းပြီးရရှိနိုင်တဲ့မိုးရေချိန်များနဲ့ပုံတိုင်းမိုးသီးထန်စွာရောသွန်းခြင်းကြောင့်ဖြစ်ပေါ်လာတဲ့မြေကြီးကြီးချင်းသတိပေးချက်များကိုပါတင်ဆက်ပေးတော့မှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်တော်နိုင်ပါရစေခင်ဗျာ။ပထမဆုံးအနေနဲ့ ယနေ့24နှစ်အတွင်းမြန်မာနိုင်ငံမိုးလေဝသခံမှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာမိုးကြီးနိုင်တဲ့ဒေသများကတော့ကချင်ပြည်နယ်တဝမ်းလုံးပူတာအိုပန်းနန်းတင်နောင်မွန်းစကိုင်းတိုင်းဒေသကြီးမှာတော့ကတာမပိန်ကောလင်ဝင်းသူကျွန်းလှကံဘလူတန့်ဆယ်ရေဦးခင်ဦးတပယ်ရင်ရွှေဘူဆင့်ကူဝက်လက်အရာတော်ဘုတလင် ကန်ဒီမင်းခင် ကလေးဝရင်းမာပင်ပလဲမုံရွာချောင်းဦးမြင်းမူစကိုင်းမျိုးတို့ပဲဖြစ်ပါတယ် မဒလိတိုင်းဒေသကြီးမှာတော့မဒလိပြည်ဦးလွင်တပိတ်ချင်းမိုးမိတ်ထိချိုင်တရားဦးမြေသားကြောက်ဆယ်နှထိုးကြီးမြင်းချံရေစကြိုမြိုင်ရှမ်းပြည်နယ်မှာတော့နောင်ချိုနတ်လန်တီဘောလာရှိုနံမတူနတ်ဟိုင်းမိုင်းရဲမိုင်းရှူမုံဆန်ကာလီကယားပြည်နယ်မှာတော့ရှာတော်ဘော်ခဲတို့ဖြစ်ပြီးကင်းပြည်နယ်မှာတော့ဖာပွန်ရှမ်းရွာတဲ့ကမထာကမောင်လှိုင်းဘွဲပိုင်ကျုံထီလုံဖတ်အံပြကဒေါ်လန်ကျက်တူရီတင်ငန်းညီနောင်ကော့ဂရိတ်ကျုံတို့ကော့ဘိန်းစာသပြင်း မော်ပြည်နယ်မှာတော့မော်လမြိုင်ကြိုင်မရောချောင်းစုံမှုတုံကမာဝဲကြက်ခမီတမ်ပြူစီရဲ့ကြားရင်းစိတ်ကြီးအစင်ကြိုက်တုံတနင်္လာနေ့တိုင်းဒေသကြီးမှာတော့ဖះသုံးစုကလိန်အောင်ပူလောပလောက်တနင်္လာကြီးဘုတ်ပြင်းခမောက်ကြီးကော့တောင်စတဲ့ဒေသတွေမှာမိုးတိထန်စွာရွာသွန်းခြင်းမှမိုးကြီးတဲ့အထိဖြစ်ပေါ်နိုင်တဲ့အတွက်သတိထားဖို့လိုအပ်ပါတယ်ခင်ဗျာမိုးပါပြီးနေသားနိုင်တဲ့ဒေသများကတော့မြဝနိုင်ငံအလဲချမ်းဒေသအောက်ပိုင်းရှမ်းပြည်နယ်ကယားပြည်နယ်ပခုတ်ကူတောင်သား ဝန်ရင်းတို့မှာအောက်ပိုင်းဒေသများမှာမိုးလုံနေပါပြီးနေသားကတိမ်တူထက်မှုသာရှိနိုင်ပါတယ်အချို့နေရာများမှာတော့မိုးဖွဲ့ယုံသာရွာသွန်းနိုင်ခြင်းရှိပါတယ်ခင်ဗျာခီးသွားလာကြမဲ့သူတွေနဲ့မိုးကြီးနိုင်တဲ့ဒေသတွေမှာနေထိုင်သူတွေအနေနဲ့ရုတ်တရက်ရေကြီးရေလျှံမှုတွေနဲ့မိုးသီးထန်မှုအန္တရာယ်တွေကိုသတိပြုကြဖို့အလေးအနက်ထားတိုက်တွန်းအပ်ပါတယ်ခင်ဗျာဆက်လက်ပြီးမိုးသီးထန်စွာရွာသွန်းခြင်းရောက်မြေရေလျှံခြင်းအခြေအနေသုံးသပ်ချက်များနဲ့မြေရေချင်းများကိုပြောပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ယနေ့ဆယ်ရက်ဆယ်လ2025ရဲ့နေ့နနက်6နာရီခွဲချိန်တိုင်းထွာချက်ရမြေအခြေအနေကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေကြီးနားမြေဟာမရိကညက်နေကနေ7နာရီအတွင်းတပီခွဲကြော်ကပ်ပြန်တက်လာပါတယ်မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့28.8ဒီဂရီဆယ်စီယံနဲ့ယနေ့အနည်းဆုံးပူချိန်ကတော့15.9ဒီဂရီဆယ်စီယံတို့ပဲဖြစ်ပါတယ်။မြေကြီးနားမြို့ဟာဆိုးရင်ရေဖတ်1100စင်တီမီတာသို့ရောက်ရှိရန်694စင်တီမီတာ22ပေခွဲကျော်ကအလိုမှာရောက်ရှိနေပါတယ်။မြေအတက်ကြပုံမှန်အနေထားကံမှာရှိပါမယ်။ ထူးကမ်းမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ ARI မြေအထက်ပိုင်းမှာမိုးဟအသင့်တင့်ရှိနေပါမယ်ရံဖန်ရံခါ ARI မြေဆုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသီးထန်စွာရာသွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်တက်လာခြင်းအချိန်ချင်းဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်စကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံးမြန်မာပြည်မြောက်ပိုင်းဆုံးဒေသများနဲ့ ARI မြစ်အထက်ပိုင်းမိခမတိခမြန်ဝမ်ဒေသများမှာမိုးဒိန်အောင်ဖြစ်ထွန်းမှုအားအနှင်းငယ်သာရှိနေပါတယ်။ ARI မြို့တို့ချောင်းနဲ့ချင်းတွင်းမြို့တို့ချောင်းမြေကမ်းဒီမြေနှိမ့်ဒေသများနဲ့မြင်းတို့ကျွန်းများမှာ စိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနှင့်ရေလုံသားများ AR မြင့်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ရပါရခင်ဗျာဆက်လက်ပြီးချင်းရင်းမြေအခြေအနေကိုပြောပြပေးတော့မှာဖြစ်ပါရခင်ဗျာခရီးမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါရမုံရမြို့မြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်ကြသွားပါရချင်းရင်းမြေအထက်ပိုင်းမှာလည်းတလုံးမိုးအားအနှဲငယ်ရှိနေပါတယ် ချင်းရင်းမြေအတက်ကြပုံမှန်အနေထားကမှရှိပါမယ်။တူကက်မြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ခန်နီဟ ோம் လင်းဖောင်းပြင်မော်လိုက်ဂလေးဝမင်းကင်းကဏီနဲ့မုံရွာတို့ရဲ့မြေမြဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။ ARM မြေအခြေအနေကိုတင်ပြပေးသွားမှာဖြစ်ပါရယ်ခင်ဗျာ။ပမောင်မြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါရယ်။ရှစ်ကူမြို့မြေဟာဖြည်းဖြည်းချင်းဆက်လက်ကြဆင်းနေပါမယ်။မနက်ဖြန်ညပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါရယ်။ ကတားထိချိုင်မျိုးနဲ့တပိတ်ချင်းမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်။ဗဒလင်းမြေရဲ့အနှဲငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။သခိုင်းမြေရဲ့အနှဲငယ်ထက်တက်နိုင်ပြီးယနေ့နေ့လယ်ပိုင်းနဲ့ညနေပိုင်းတွေမှာပြန်လည်ကျဆင်းနိုင်ပါတယ်။မြင်းမှုမြေရဲ့အနှဲငယ်ထက်တက်နိုင်ပြီးယနေ့ညပိုင်းနဲ့မနက်ဖြန်နံနက်ပိုင်းမှာပြန်လည်ကျဆင်းနိုင်ပါတယ်။ပခုတ်ကူညာဦးချောင်းမင်းမှုမကွေးအောင်လံပြည်စိတ်သာမျိုးတို့ရဲ့မြေအများဟာဖြည်းဖြည်းချင်းဆက်တက်နေဦးမှာဖြစ်ပါတယ်။ ဟိဒရာမြေကြီးဟာအတက်ကြမရှိရက်တက်နေပြီးမနက်ပြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ဇလုံမြို့မြေကြီးဟာအတက်ကြမရှိရက်တက်နေပြီးမနက်ပြန်မနက်ပိုင်းမှာပြန်လည်မြင့်တက်လာနိုင်ပါတယ်။ ARD မြေကြီးမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါတယ်ခင်ဗျာ။ထူးခြားမှုရှိလာရင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးဒီဘက်စာအော်တိုဘာလ10ရက်နေ့မှာ16ရက်နေ့အထိမိုးလေဝသကြုံတင်ခံမှတ်ချက်များကိုပြော့ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ဘင်္ဂလားပင်လယ်အော်အခြေအနေနဲ့မြန်မာနိုင်ငံရဲ့မိုးလေဝသခံမှတ်ချက် အိန္ဒိယမိုးလေဝသဌာနရဲ့ထုတ်ပြန်ချက်အရဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းအထက်အမြင့်9.8ကီလိုမီတာမှာလေဝေလိုင်းတစ်ခုဖြစ်ပေါ်နေကြောင်းတွေ့ရှိရပါတယ်။အဆိုပါလေဝေလိုင်းဟာအနောက်အနောက်ဘက်သို့ဆက်လက်ရွေ့ရှားမယ်လို့သင်္ချာပြုပုံစံခံမှန်းရေးမော်ဒယ်များကဖော်ပြနေပါတယ်။အဲ့ဒီလေဝေလိုင်းဟာအော်တိုဘောလာ73ရက်နေနဲ့74ရက်နေထိဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနဲ့အနောက်လေပိုင်းတို့မှာဆက်လက်တည်ရှိနေနိုင်ပေမဲ့အားကောင်းလာနိုင်တဲ့အခြေအနေမတွေ့ရှိရပါဘူးခင်ဗျာ။ လာမယ့်9ရက်အတွင်းမြန်မာနိုင်ငံရဲ့မိုးရွာသွန်းမှုအခြေအနေကတော့ဤအခြေအနေများကြောင့်နောက်လာမယ့်တပတ်တာအတွင်းအောက်တိုဘာလ10ရက်နေ့မှ16ရက်အတွင်းမြန်မာနိုင်ငံတစ်ဝိုင်းလုံးမှာမိုးအနှဲငယ်မှမိုးအသစ်တင်ဆက်လက်ရွာသွန်းနိုင်ပါတယ်။မိုးများနိုင်တဲ့ဒေသများနေရာကွက်ပြီးမိုးကြီးနိုင်တဲ့ဒေသများကတော့တနင်္လာနေ့တိုင်းဒေသကြီးမိုးပြင်းနဲ့ကင်းပြင်းနဲ့ပဲခူးတိုင်းဒေသကြီးအရီတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးတို့မှာနေရာကွက်ပြီးမိုးများနိုင်ပါတယ်။ တနင်္ဂနွေမိုးရေချိန်ခံမှန်းချက်ကတော့9ရက်တွင်းမိုးရေချိန်2လက်မမှ4လက်မဝန်းကျင်ကရရှိနိုင်ပါတယ်။ဒေသလိုက်9ရက်တွင်းမိုးရေချိန်အတိအကျခံမှန်းချက်တနင်္လာနေ့တိုင်းမှာမိုးရေချိန်3လက်မအထက်ရရှိနိုင်ပါတယ်။ကင်းပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်၊တောင်ပိုင်း၊မြောက်ပိုင်း၊အရှေ့ပိုင်း၊ချင်းပြည်နယ်၊ပဲခူးတိုင်းအရှေ့ခြမ်းအနောက်ခြမ်းနဲ့မန္တလေးတိုင်းတို့မှာမိုးရေချိန်2လက်မအထက်ရွာသွန်းရရှိနိုင်ပြီးရန်ကုန်တိုင်းဒေသကြီးနေပြည်တော်၊မကွေးတိုင်းဒေသကြီးနဲ့စကိုင်းတိုင်းဒေသကြီးတို့မှာမိုးရေချိန်1.5လက်မမှ2လက်မအောက်ရရှိနိုင်ပါတယ်။ ဆက်လက်ပြီးတော့မိုးလေဝသနဲ့ဇလားဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်လိုက်တဲ့ထူးခြားမိုးလေဝသအခြေအနေကိုတင်ပြပေးမှာဖြစ်ပါတယ်ခင်ဗျာဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်နဲ့ဘင်္ဂလားပင်လယ်အော်တို့မှာမုတ်တုံလေးအားနည်းနေပါတယ်ဒီနေ့မနက်ထိခမ်းမန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပင်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပင်နယ်မြောက်ပိုင်းတို့မှာနေရာကျကျဲပဲခူးတိုင်းဒေသကြီးကချင်ပင်နယ်ကရင်ပင်နယ်ချင်းပင်နယ်မွန်ပင်နယ်ရခိုင်ပင်နယ်နဲ့ရှမ်းပင်နယ်အရှေ့ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံရွာပါမယ်။ပြောင်းရန်ရာနှုံးပြဖြစ်ပါတယ်။ဒီကနေ့မိုးနဲ့ချိန်ထိခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးနဲ့ကယားပြည်နယ်တို့မှာနေရာကွက်ကြားနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးနဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကျကျပဲခူးတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်အရှေ့ပိုင်းတို့မှာနေရာဆိတ်ဆိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံ့ပြမိုးထစ်ချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးမှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ ြော်ရန်ရာနှုံးပြဖြစ်ပါရခင်ဗျာဆက်လက်ပြီးတိုင်းနေသားကြီးနဲ့ပြည်내မျိုးကြီးများအတွက်မိုးလေဝသခံမှန်းချက်ကိုတင်ဆက်ပေးမှာဖြစ်ပါရခင်ဗျာနေပြည်တော်မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်မန္တလေးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်ပဲခူးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်မကွေးမြို့မှာနေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်ဟုံးမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာမိုးထစ်ချင်တစ်ချိန်ထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချင်တစ်ချိန်ထစ်ချုံရွာပါမယ်။ နေကြီးနားမြို့မှာမိုးထချင်နေချင်းထချုံရွာပါမယ်။လွိုင်ခေါ်မြို့မှာနေရခွကြမိုးထချုံရွာပါမယ်။ဖမ်းမြို့မှာမိုးထချင်နေချင်းထချုံရွာပါမယ်။ဟာခါမြို့မှာနေရခွကြမိုးထချုံရွာပါမယ်။မော်လမြိုင်မြို့မှာမိုးထချင်နေချင်းထချုံရွာပါမယ်။စစ်တွေမြို့မှာမိုးထချင်နေချင်းထချုံရွာပါမယ်။လာရှုံမြို့မှာနေရခွကြမိုးထချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးထချင်နေချင်းထချုံရွာပါမယ်။ကျိုင်းတုံမြို့မှာနေရခွကြမိုးထချုံရွာပါမယ်ခင်ဗျာ။မော်ဒိန်အောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဗရီတိုင်းဒေသကြီး တနင်္လာရီတိုင်းဒေသကြီးကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးရှားရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကျိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်များသဖြင့်ကြိုးရင်းသတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာလှိုင်းနိုင်ငံမှာလှိုင်းသင့်နေရှိပါမယ်လှိုင်းမြစ်မှာမြမကန်ဝန်းတစ်လျှောက်နဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ၄ပေမှ၆ပေကန်ရှိနိုင်ပါတယ် နောက်နေ့အတွက်ခံမှန်းချက်ကတော့မုတ်တုံလေးအားနေနေပါမယ်။နေပြည်တော်နဲ့နေတွဲအတွက်မလဲပြန်မိုးတဲ့အချိန်ဒီခံမှန်းချက်ကတော့နေရာခွာကြားမိုးထစ်ချုံရောက်ပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။ရန်ကုန်မြို့နယ်နေတွဲအတွက်မလဲပြန်မိုးတဲ့အချိန်ဒီခံမှန်းချက်ကတော့မိုးအသင့်တင့်ထစ်ချုံရောက်ပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတွဲအတွက်မနေ့ပြန်မိုးတဲ့ချိန်ဒီခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရောက်ပါမယ်။ရွာရံရာနှုံးမြစ်ဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါခင်ဗျာ။ဟိုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံး ကိုစိတ်နှပြချမ်းမှရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ